တနိုင်ကလောင်းလွမြောက်ရေး KI နဲ့ဆက်လက်ပူပေါင်းတိုက်ပွဲဝင်မယ်လို့တရားနယ်လေးကပြောကချင်လွမြောက်ရေးတမတော် KI နဲ့နေမည်ဆိုင်ရာပြဿနာကြောင့်မြေပြင်တပ်ဖွဲ့ဝင်တွေမှာမကြခနာတိတွေ့ပြစ်ပတ်ကားတွေရှိနေတော့လေမြမတနိုင်ကလောင်းလွမြောက်ရေးအတွက် KI နဲ့ဆက်လက်ပူပေါင်းတိုက်ပွဲဝင်သွားမယ်လို့တရားနယ်လေးကပြောပါတယ်မိလ28ရက်နေ့ကတရားနယ်လေးတွေ့ပတ်တွေ့တွေ့တွင်ရမှုပုံမိုးကြီးတာပန်လာနေသတင်းမီဒီယာတွေဆောင်ချင်း KI ကဆက်ဆံရေးအမြင့်မြတ်မှာပုံမိုးကြီးတာပန်လာကရင်ကဲ့သို့ပြောဆိုခြင်းဖြစ်ပါတယ် မဟာမိတ်ကံယုံနဲ့ကျွန်တော်တောင်းချပြင်ရှင်မှုတွေရှိပါတယ်ပုံမှန်တွေ့ဆုံမှုလည်းရှိတယ်ပြီးတော့ခြေခံထားတဲ့မဟာမိတ်စာချုပ်တွေလည်း၃ခုလောက်ရှိပါတယ်အဲဒီမှာတော်တော်လေးပြည့်စုံလာပါတယ်ဒါကတော့2023မေလလောက်ထိရှိခဲ့တယ်2024 2025မှာဖြစ်ပေါ်လာတဲ့ဒီပို့တိုင်းမှုတွေပေါ်မှာဘယ်လိုမျိုးဆက်လက်ပြီးမှလက်တွေမလဲဘယ်လိုမျိုးဆက်လက်ပြီးမှတနိုင်ငံလုံးတော်လိုင်းရေးတွေကိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာကျွန်တော်အများကြီးပူးပေါင်းဆောင်ရွက်ရမယ်ကျွန်တော်ဒေတာတစ်ခုတည်းပဲလွတ်မြောက်နေလို့မရဘူးမဟာမိတ်ဒေတာလည်းလွတ်မြောက်ဖို့လိုအပ်ပါတယ်ထိုနည်းတူသောပဲတနိုင်ငံလုံးမှာရှိတဲ့လူမှုတွေရဲ့လွတ်မြောက်မှုလိုအပ်ပါတယ် အဲ့ဒါမှသာလေကျွန်တော်တို့ရဲ့လွတ်မြောက်မှုအမှားခံချက်ရှိမှဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေရတဲ့လွတ်မြောက်မှုကခဏတာပဲဖြစ်ပါလိမ့်မယ်လို့ပြောတယ်။ KYU နဲ့ DNA လို့ကြာပို့တိုက်မှုဖြစ်ပွားလာခြင်းမှာအာဏာသိမ်းမှုရဲ့အဆက်ဆက်ကြောင့်နိုင်ငံရေးယဉ်ကျေးမှုပြတ်သုံးခြင်းနဲ့ပျောက်ဆုံးသွားခြင်းတို့ကြောင့်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ဗိုလ်မှူးကြီးဒါဗလာကဆက်လက်ပြောဆိုပါတယ်။ လူမျိုးရေးလွတ်မြောက်မှုမှဒီဒေသလွတ်မြောက်ရေးဒေသလွတ်မြောက်မှုမှဒီတိုင်းနိုင်ငံလွတ်မြောက်ရေးဦးတည်ပြီးမှစဉ်းစားလုပ်နေရမျိုးဖြစ်တဲ့ဒါပေမဲ့အာဏာသိမ်းမှုဆက်ဆက်ကြောင့်နိုင်ငံရင်ကျင်းမှုကပြတ်သုံးသွားတယ်။ပြောင်းဆုံးသွားတဲ့အခက်အခဲတွေအစမပြေမှုတွေဖြစ်လာတယ်။ဖြစ်လာပြီးဆိုရင်တွဲဆောင်မဲ့နေရဖြစ်ရှင်မဲ့ platform ရှိနေတဲ့အတွက်ပြဿနာတွေကကြီးထွားပြီးပိုပြီးကြီးထွားလာမယ်။ယသနာတွေထပ်ဆင့်ပြီးမှဖြစ်ရှင်ရတာနည်းနည်းအခက်အခဲသွားတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။ KYU နဲ့ DNL ဒေတာတွေလွတ်မြောက်မှုမှသည်တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်အမိခဲသို့ပူးပေါင်းဆောင်ရွက်ကြမည်ကိုလည်းစဉ်နှင့်ဖြေရှာနေကြကြောင်းပုံမှုကြည့်တာဗလန်ကဆက်ပြောပါသည်။ ။ဒီနိုင်ငံလုံးနှစ်ဖက်ဒေသစလုံးလွတ်မြောက်ရမယ်။ဒါမှသာရင်ဒီလွတ်မြောက်မှုကအာမခံချက်ရှိမှာပါ။နောက်နောက်ဒါမျိုးပြဿနာတွေမဖြစ်တော့ဘူး။ KIO အနေနဲ့အခုတော့အာဂျင်တာနဲ့ကိုရှိထားပါတယ်။တခုကလုံလုံဆယ်ဖြစ်ပေါ်နေမြေပြင်ပြဿနာတွေကိုဆက်လက်ပြီးတော့မှမဖြစ်ပေါ်အောင်ဆက်လက်ပြီးတော့မှမကြည့်တော့အောင်ဘယ်လိုမျိုးညှိနှိုင်းကြမလဲဘယ်လိုမျိုးပူပေါင်းဆောင်ရွက်မလဲဆိုတာမျိုးကိုဆွေးနွေးရမှာဖြစ်တယ်လို့ကျွန်တော်တို့အနာဂတ်မှာဆိုရင်တနိုင်ငံလုံးလွတ်မြောက်အောင်နှစ်ဖက်ဒေသမှာရှိတဲ့လူတို့ရောနေမြေတွေရောလွတ်မြောက်လောက် ကျွန်တော်တို့နှစ်ဖွဲ့အနေနဲ့မဟာမိတ်နှစ်ဖွဲ့အနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ရမလဲအမြန်ဆုံးအာဏာရှင်စနစ်ရောက်ကလွတ်မြောက်လုပ်ရမလဲဆိုတာမျိုးကိုဥတည်ထားပြီးမှဆွေးနွေးကြရမှာဖြစ်ပါတယ်။ရွှေလင်းမြေနောက်ဘက်ဒေသတွေပါဝင်ရှမ်းကချင်နယ်စပ်ဒေသနဲ့တိုင်းဒေသတို့မှာ KIO KIA တပ်ဖွဲ့ဝင်တွေနဲ့ PSLF တရနယ်လေးတပ်ဖွဲ့တွေမှာမြေပြင်ထိတွေ့မှုတွေမကြာခဏဖြစ်ပေါ်နေကြခြင်းဖြစ်ပြီးမူဆယ်တရငါမိုင်နီတီမားရွှေလောက်ကွန်မှာလည်းနေမြေပိုင်ဆိုင်မှုဆိုင်ရာနဲ့အခွန်ကောက်ခံမှုကိစ္စရပ်တွေကြောင့် KIA နဲ့တရနယ်လေးတို့မြေပြင်စစ်ရေးတင်းမာမှုတွေ2023ခုနှစ်ကဖြစ်ပွားခဲ့ကြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမန္တုံမြို့နယ်နဲ့ကွက်ခိုင်မြို့နယ်မှာလည်းနေမြင့်စိုးမိုးရေကိန်းစားနဲ့ပတ်သက်ရတဲ့တရားနယ်လေးက KNU တို့ကြောင့်အောက်ခြေတပ်ဖွဲ့ဝင်တွေမှမကြကနာအငြင်းပွားမှုတွေရှိနေကြပါတယ်။ထို့ပြင်မုံကိုနမ့်မိုးနတ်ဖက်ကောင်နမ့်ခမ်းနဲ့မုံဦးဒေသတို့မှာလည်း KNU နဲ့တရားနယ်လေးတို့ကြောင့်နေမြင့်ပိုင်းဆိုင်မှုအငြင်းပွားမှုပြဿနာတွေနဲ့နှစ်ဖက်ပုတ်တိုက်မှုတွေရှိနေကြခြင်းဖြစ်ပါတယ်။တို့တော်လေ KAI နဲ့တရားနယ်လေးထိန်းချုပ်သောနှစ်ဖက်စလုံးဒေတာတွေမှာကချင်လူမျိုး၊ရှမ်းလူမျိုးနဲ့ပလောင်လူမျိုးတို့မှာရုံးတော့နေထိုင်ကြခြင်းဖြစ်ပါတယ်။ရှင်ကြောင်တရားနယ်လေးနဲ့ KI တို့ကြောင့်အနေနဲ့ဆိုင်အငင်းပွားမှုပြဿနာတွေကိုတွေးဆောင်ဆွေးနွေးရင်းနဲ့ဖြစ်ရှင်းဆောင်ရည်ကြခြင်းနဲ့သဘောတူစာချုပ်တွေနဲ့လည်းဖြစ်ရှင်းဆောင်ရည်ကြောင့်သိရပါတယ်။ဆလာပြေပြည်ကျွတ်ကွန်မြို့နယ်မှာမောင်အောင်ကျော်ကိုစစ်မှုထမ်းစစ်တပ်ကလာရောက်ခေါ်ဆောင်သွားပြီးနောက်နှစ်ရက်ကြာမှစစ်တပ်ကလောင်းလာရွေးမိသားစုကိုကြောင်းကြောင်းမန္တလေးတိုင်းပြည်ကျွတ်ကွန်မြို့နယ်မှာမောင်အောင်ကျော်ကိုစစ်မှုထမ်းစစ်တပ်ကလာရောက်ခေါ်ဆောင်သွားပြီးနောက် နှစ်ရက်ကြာမှစစ်တပ်ကအလောင်းလာရွံမိသားစုကိုကြောင်းကြလာကြောင်းမအောင်ကျော်ရဲ့ဆွေမျိုးတွေကပြောပါတယ်။မီလာ26ရက်နေ့မန်လီတိုင်းဖြည်ကျေးတကွန်မြို့နယ်ငွေတော်ကြီးကုန်းရပ်ကွက်82လမ်းမှ89နှစ်မှာနေထိုင်တဲ့ဦးတန်းဝင်နဲ့တော်မူကိုင်တို့ရဲ့သားဖြစ်သူမောင်ကျော်ကိုစစ်တပ်နဲ့ပြူစော်တီကစစ်မှုထမ်းရန်လာရောက်ခေါ်ယူသွားကြောင်းရှင်းတော့မေလ28ရက်နေ့မနက်ပိုင်းမှာစစ်တပ်ကမောင်ကျော်ကိုတိစုံသွားပြီးအလောင်းကိုလာယူဆောင်လမ်းမိဘတွေဖြစ်ကြတဲ့ဦးတန်းဝင်နဲ့တော်မူကိုင်တို့ကိုအသိပေးဆက်သွယ်လာကြောင်း ဖေဆောင်မှုကိုဂျမ်းမိုင်မကိုင်းတည်ဆောင်သားတည်ဥဒါပြောဆိုကြောင်းမောင်ကျော်ကမြစ်တိယောဂမှာမရှိမဲစစ်တပ်ကခေါ်ယူခဲ့ပြီးနောက်တည်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်တပ်ကလောင်းပြန်လေပြပုတ်ချိန်မှာမောင်ကျော်ရဲ့ကိုခန္ဓာနဲ့တရားတကြက်တွေတွေ့ရှိရကြောင်းလောင်းကိုတပ်ပုံမြရဲ့လူမှုကွန်ရက်ပေါ်မှာတင်ရတဲ့သတင်းတွေပေါက်ကြားမှုမရှိစေရန်စစ်တပ်ကပြန်ပေးထားကြောင်းသိရပါတယ်။စစ်မှုထမ်းဆိုပြီးတော့လပခန့်နဲ့နေနဲ့ကောက်သွားပြီးစုံသွားတဲ့တရင်မတော်အောင်စစ်တပ်ကဖိအားပေးတဲ့ဖုံခိုင်နဲ့တခုခုပြဿနာတက်လို့ရိုက်တက်လဲလို့ယူဆတယ်လို့တေဆုံးတွေမိတ်ဆွေတယောက်ကတုံ့တက်ပြောဆိုပါတယ်။ စစ်မှုထံခေါ်ဆောင်သူတွေကိုစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတချို့ဖြစ်ပွားခဲ့ပြီးရန်ကုန်တိုင်းတွင်မှလည်း2024ခုနှစ်မတ်လတွင်စစ်မှုထမ်းရန်အတွက်ခေါ်ဆောင်ခံရရင်တိုက်ကြီးမျိုးမှ28နှစ်ရွယ်ကိုကိုလက်ခေါ်အမာနွတ်လာကတန်ရင်ထဲရောက်မှနှိပ်စက်ခံပြီးတိတ်ဆုံခင်ရပါတယ်ဆလဘီမောင်မြို့နောက်မြောက်တိုင်းစစ်ထဏာကျုံမှာပေါ်တာဆွဲဖန်ခံရပြီးစစ်မှုထမ်းအဖြစ်သွတ်သိမ်းခံရတဲ့တပ်သားတင်နှစ်ဦးလက်နက်ကင်များနဲ့တုံလင်းဝင်စကိုင်းနိုင်မောင်မြို့ချင်းဆိုင်နောက်မြောက်တိုင်းစစ်ထဏာကျုံကနေစစ်မှုထမ်းတပ်သားတင်နှစ်ဦးလက်နက်ကင်များနဲ့တုံလင်းဝင်လာခဲ့ကြောင်းတော်လိုင်းသတင်းမြစ်ဖြစ်တဲ့ တို့ရေးချန်တဲ့တွင်မှုမရွှေကျူကပြောပါရယ်မေလ29ရက်နေ့စကိုင်းတဲ့မော်မျိုးချေဆိုင်စစ်မှုရတပ်သားတင်နှောက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတန်အလင်းဝင်လို့ကြောင်းဆက်သွယ်လာတဲ့ဖြင့်ဤဆက်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တန်းဆက်သွယ်ပေးခဲ့ရာအမေဝမ်မျိုးစားတနတ်တလန်36ခွင်ပုံနှလုံးနင်းမိုက်နှလုံး5 9.56ဇီတောင်းနေရုံနဲ့တို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။အလင်းဝင်လာတာကိုဘေးရနေခင်းရှင်းစွာနဲ့ခေါ်တော့ပြီးပြီ။ဒါပေမဲ့လက်နက်ကန်နေပါလာတော့စွန့်ငွေချင်းမြန်မှာစွန့်ချင်းမြနိုင်ဖို့လူရှာနေတယ်။ လက်ရှိတပ်ဖွဲ့ကနေတော့ချိတ်ဆက်ပေးတာတပ်ဖွဲ့ကနေလိုအပ်တာကိုညီပေးထားပါတယ်ချိတ်ဆက်ပေးတာအဖွဲ့ကလည်းရက်ကျေးဘတ်ကဖတ်ဆိုတော့ငွေကြေးခံခဲ့ရှိပါတယ်သူတို့လုံလုံကျွန်ကျွန်နဲ့အမြန်ဆုံးထွက်ခွာရဖို့အမြန်ဆုံးလိုက်ချိတ်ပေးထားတာပါသူတို့ကတော့ဘတ်ကဖတ်တွေကနေဆက်ပြီးဒွန်လိုင်းလုံနေမယ်လို့ပြောပါတယ်အလင်းဝင်ရောက်ခဲ့စစ်မှုထမ်းတပ်သားတင်တော်ကစစ်ကောင်စီတပ်ကပေါ်တာဆွဲဖန်စီကစစ်မှုထမ်းတပ်သားဖြစ်စုဆောင်ခံရသူတွေဖြစ်ပြီးပေါ်တာဆွဲခံရစဉ်ကလေးကထွက်ပြေးကြိုးစားခဲ့တော့လည်းအောင်မြင်မှုများရှိခဲ့ကြောင်းထို့ကြောင့်စစ်မှုထမ်းပတ်စင်ရှိကိုတယောက်ခဲ့ရပြီးတော့တင်းနှင်းဆင်းပြီးနောက်မိုးရောင်မြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပို့ဆောင်ခံရက အလင်းဝင်အောင်ချိန်တိစစ်တပ်တွင်၅လကျော်တာဝန်ထမ်းဆောင်ပေးခဲ့ကြောင်းသိရပါသည်။ဆလဘီစကိုင်းမြို့မှာငလင်ကျောင်းပြုတ်ကျောင်းပျက်စီးနေတဲ့ဂတ်တန်ပလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကဓမ္မချိန်ပိန်စကိုင်းတိုင်းစကိုင်းမြို့မှာမရှာ၂၈ရက်နေ့ငလင်ကြီးကျောင်းပြုတ်ကျောင်းပျက်စီးနေတဲ့ဂတ်တန်ပလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကဓမ္မချိန်ပိန်လိုက်ကြောင်းစကိုင်းမြို့အစလန်တိုင်းဝန်ကပြောပါသည်။မေလာလေပိုင်းမှာစစ်ကောင်စီကငလင်ကျောက်ပြိုကျောက်ပြစီနယ်ဇကိုင်းကတန်းပလီကို၃ရက်တွင်ဖယ်ရှားပေးရမျိုးမိန့်ထုတ်ထားပြီးမေလာ၂၈ရက်နေ့ညနေပိုင်းမှာအပိဒအထမချိတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရပါသည် ဇဂိုင်းမြို့မှာအစ္စလမ်ဘာသာဝင်နဲ့ဝိပုခိုးခွဲရာကတ်တံပလီကျောင်းတော်ကယက်စကန်ဝင်တင်တင်ရှိခြင်းဖြစ်ပြီးဇဂိုင်းမြို့မှာယက်စကန်နဲ့ကက်လျက်ရှင်ရဲ့ယင်းပလီမှာနှစ်ပေါင်း120ကျော်တက်တန်ရှင်နေပြီဖြစ်ကြောင်းဗလီမြင်းနဲ့ယက်စကန်မြင်းနဲ့ကုလုံကိုကိုလိုနီကဗီတိရှအိန္ဒိယဘီယင်ကန်စုတစိရရှိခဲ့သူမေဂျာရဟန်ဘက်ကလူတအုပ်နေဖြင့်2009ခုနှစ်မှာဝယ်ယူလူဒဏ်ခဲ့ခြင်းဖြစ်ကြောင်း မြေပိုင်ဆိုင်မှုမှာလူရှင်တအူးတဲကတဆက်တဲ့လူဒဏ်ခဲ့ခြင်းဖြစ်ကြောင်းမတ်လ28ရက်နေ့လောက်ခတ်ခဲ့ငလင်ကြောင့်ပလီကြောင်းတော်ကြီးမှာပြိုကျောက်ပြင်ဆင်ခဲ့ရပြီးပလီကိုပြင်ဆင်ရန်ကြိုးပမ်းနေချိန်စကောင်းစီကအဲ့ဒီမှာချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။စကိုင်းကတဲ့ပလီကိုဖယ်ရှာရင်မိကိုပယ်ဖြစ်ပြန်ဆလန်တိုင်ဝိုင်းကိုနေပြီးတော့ဒီဆက်အတင်ပြခဲ့တော့လေမြေပိုင်ဆိုင်မှုနဲ့ထောက်ထားရင်ခိုင်မာတဲ့ဂျာမန်စင်ကောင်းစီကအဲ့ဒီမှာချိတ်ပိတ်သွားခြင်းဖြစ်ကြောင်းငလင်ကြောင့်ပြိုကျနေတဲ့ပလီကိုပြင်ခွင့်မပေးဘဲစစ်တပ်ကချိတ်ပိတ်သိမ်းသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ မတ်လ28ရက်ငလင်ကျောင်းမန္တလေးဇက်ကိုင်းအပောင်ဝိမြို့ကျေးမှာပလီကျောင်းတော်90ကျော်ပြိုကျောက်ပြင်ဆင်ခဲ့ပြီးစစ်ကောင်စီကပြန်လည်ဆောက်လုပ်ခွင့်ပြုပြခွင့်တွေကိုအထူးတင်းကျပ်စီစဉ်နေကြောင်းတို့ရတဲ့ဇက်ကိုင်းမြို့မှာကတ်တံပလီကိုတော့ပြင်ဆင်ခွင့်မပေးတော့ဘဲပြီးသက်ချိတ်ပိတ်တင်းစီသွားခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီကငလင်ကျောင်းပြိုပြတ်သွားတဲ့ဗုဒ္ဓဘာသာဖျားစီပထိုးနယ်ကျောင်းတိုက်တွေကိုတော့စိုက်နှင်သက်သလိုပြန်လည်တိဆောက်ခွင့်ပေးထားတော့လဲပလီနဲ့ခရင်ဖျားရှိကိုကျောင်းတွေကိုတော့အမူလအတိုင်းသာဆောက်လုပ်ရင်ဆောက်လုပ်ခြင်းနဲ့ပြုပြတ်ခြင်းတွေကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလောက်စားညွှန်ကြားထားကြောင်း ဇက်ကိုင်းကတံပလီကိုတော့ပြဿနာတစုံတရာမရှိပဲမြေပိုင်ဆိုင်မှုထောက်ထားတဲ့ခိုင်မာရှိတဲ့အကြောင်းကတည်ယူသွားခဲ့ကြောင်းသိရပါတယ်။နောက်ဆက်ဟပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။